မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာစီးရင်ပြစစ်ကြောင်းမှာရရှိတဲ့တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုဒုတိယဗိုလ်မှူးကြီးတအူးပါဝင်စစ်သား၁၈ဦးတရားရပြီးရန်ပွဲကိုအကြမ်းဖက်နေတဲ့တပ်ကအင်အားသုံးဖြန့်ပြေးခဲ့ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နေပြည်တော်မှာမနေ့ကညပိုင်းစီးပြစစ်ကြောင်းမှာအရာရှိနဲ့တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်သား၁၈ဦးထံရရရှိကြောင်းနေပြည်တော်တပ်တရင်အရင်မြများကိုကားပြီးစီဒီအမ်ဗိုလ်ကြီးလင်းထအောင်ကပြောပါရယ်မနေ့ကမန်လာ26ရက်နေ့ညစင်းနိုင်ဝင်းချင်းချင်းနေပြည်တော်ရှိတဲခွန်ရီတုံးမှတဲခွန်နေကြတယ်စီးပြခန္ဓာချီတက်ကြမဲ့တပ်ဖွဲ့ဝင်များအကြာခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းတဲခိုဆောင်အဆောင်၃နဲ့အဆောင်၄ရှိချက်စစ်သားစစ်ကြောင်းရဲ့အိတ်ဆောင်လိုက်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းမနေ့ကညပိုင်းစစ်ကောင်းဆောင်ကညစာစာပွဲကျင်းပခဲ့ပြီးစီးပြ ကြီးတက်ကြမဲ့စစ်သားများကိုလည်းစားသောက်ဝိုင်းများနဲ့ကျွေးမွေးခဲ့ကြအောင်စီးပြထိစက်တမဲ့စစ်သားတချို့ကအရက်သေးစားတောက်စားရမှာစကားများရန်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ပြီးပြီးတော့အိဆောင်တစ်ခုလည်းစစ်တင်အင်အားရာချီထားရှိပြီးခိုင်ရန်ဖြစ်ပွားမှုမှာအိဆောင်နှစ်ခုမှစစ်သားရာကနန်ပါဝင်ခဲ့ကြောင်းရှက်ဖြစ်တဲ့နှစ်ဖက်ဖွဲ့ကအုတ်ခဲနဲ့ဒုံများအသုံးပြုပြီးပြစ်ခတ်ရိုင်းနှံရမှာစစ်သား15ဦးကခေါင်းကွေးဒဏ်ရာနဲ့သွေးထွက်တန်ရုံဒဏ်ရာများမစိုးရင်ရရရှိခဲ့ပြီးစစ်သား3ဦးအသက်ဆိုးရင်ဒဏ်ရာရအပါဝင် စုစုပေါင်းအရာရှိနဲ့စစ်သား16ဦးခန့်ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများအနက်ဒုတိယဗိုလ်မှူးကြီးအစင်ရှိစစ်ကြောင်းတရင်တအူပါရိုက်ခံရပြီးဖူးရောက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်အဲ့ဒီရံွယ်ကိုတာကကနှစ်မှာအင်အားလုံးရင်းနဲ့ဖြန့်ပြေးခဲ့တော့လဲမနိုင်တဲ့အတွက်အကြံဖက်နေနေတက်မှာလုံခြုံရေးများခုံယူပြီးကျင်းဆက်များအုံပြုကလူစုခွဲခဲ့ရကြောင်းဖြစ်စဉ်ဖြစ်ပွားပြီးရနောက်စီးပြဖို့ကြောက်ကလာရောက်စစ်စစ်ဆဲဆိုစုဘူးသွားတယ်လို့သိရပါဗျာ ။နောက်ထပ်တစ်ပုံအနေနဲ့ရေစုံကိုစံကာပြန်ခဲ့ပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းဟာစတူရန်ကီလိုမီတာအပြင်13,590ကျင်းဝန်းပြီး2014သကောင်စင်ရလူဦးရေ6တသမ1တန်းရှိပါတယ်။တိုင်းနဲ့ပြည်နယ်14ခုမှာဒုတိယလူဦးရေအများဆုံးဒေသကြီးလည်းဖြစ်ပါတယ်။နိုင်ငံရဲ့စပတ်ကြီးလို့တင်စားခေါ်ဝေါ်ရအရက်လည်းဖြစ်ပြီးတိုင်းပြည်စည်းဝေးရေးအတွက်လွန်စွာမှအရေးပါတယ်လို့ဆိုရမှာဖြစ်ပါတယ်။2021စစ်အာဏာသိမ်းတဲ့အချိန်မှာအင်ယာရီလူတို့ကအခြားသောဒေသများကဲ့သို့ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတယ်။ဒါပေမဲ့နိုင်ငံအနှံ့အပြားလည်းန က်ကိုင်းတော်လိုင်းကြီးဖြစ်ပွားလာတဲ့အခါမှာတော့အများစုကတုံ့နှိဘာဝေနေခဲ့ကြတယ်။အဲ့ဒီအတွက်လည်းစစ်ကောင်စီလိုလားတဲ့ဒေသလားလို့တောင်မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။၂၀24ကုန်ကနီးထိစစ်အာဏာရှင်တောင်းနိုင်လှုပ်ရှားမှုတွေကအနည်းချင်းသာရှိနေခဲ့ပြီး AR တိုင်းကစစ်ကောင်စီရဲ့ခံတပ်ကြီးတပွဲဖြစ်လာပါတယ်။တရင်17ရက်နေ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အမတ်66ချီမြန်တမလအောက်ခံတရင်နှရင်ဟန်ကြီးကျွန်ရှိပမ္မဝရီရေတပ်ဌာနချုပ်အမတ်လေးမဟာဗျူဟာရေတပ်အုပ်စုများအခြေဆိုင်ရာဒေသလည်းဖြစ်ပါတယ်။ ပထဝီအနေထားအရမရေတွက်နိုင်ရအောင်မြေချောင်းများပေါ်များတဲ့အတွက်လဲစစ်တပ်မှအလွယ်တကူပိတ်ဆို့နိုင်ခဲ့ပါတယ်။အေယာရီတိုင်းတွင်းနေထိုင်သူတစ်စိတ်တစ်ပိုင်းကစစ်တပ်ကိုလိုလားသူတွေဖြစ်နေပြီးတော်လိုင်းတပ်ဖွဲ့တွေကအထူးသတိကြည်စွာထားပြီးလှုပ်ရှားကြဖို့လိုအပ်လာပါတယ်။၂015နဲ့2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအများစုအနိုင်ရခဲ့တယ်လို့အေယာရီတိုင်းကတော့အခြားသောဒေသတွေကဲ့သို့တောင်ပြူကမ်းပြူအနိုင်မရခဲ့ပဲကျန်းဖို့ပါတီကမဲအရေးအတွက်တော်တော်များများရရှိခဲ့ပါတယ်။အကြံဖက်စစ်တပ်ကိုလက်နက်ဆွဲခိုင်းတိုက်ခိုက်လို့တဲ့အုပ်စုတွေကအနောက်စုစုရှိရခိုင်ယုံမနဲ့ စ်စစ်တမ်းမြင့်အရှိဘက်ကမ်းများစီကိုဥတီစွာထွက်ခွာခဲ့ပြီးအရခတ်တက်တော်နှင့်ကီအမျိုးသားတမကလက်အောက်ခလက်နက်ကင်တက်တွေထံမှစစ်ပညာများအသီးသီးတင်ယူခဲ့ကြပါသည်။ အခုခါမှာတော့အားလုံးရဲ့ပြည်တော်ပြန်ခီးစတင်လာကြပြီဖြစ်ပါတယ်။2024ခုနှစ်နှစ်ကုန်ပိုင်းမှာအရခတ်တတော်ကအေယာရီနဲ့ရခိုင်ပြည်နယ်ဆက်ရှိကွားမြို့ကိုထိန်းချုပ်နိုင်ဖို့တိုက်ပွဲများစတင်လာခဲ့မှုနဲ့အတူအေယာရီစစ်မျက်နှာကတပ်ဝင်လှုပ်ရှားလာပါတယ်။ကွားကိုအရခတ်တတော်မှတင်ယူနိုင်ခဲ့ပြီးရဲ့နောက်2025အစောပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်များနဲ့ຫນွေဦးတော်လိုင်းတပ်များကအေယာရီတိုင်းတွင်းကိုချီတက်လာနိုင်ခဲ့ပါတယ်။အရခတ်တပ်များနဲ့အတူကွားမြို့တောင်ဘက်ကမ်းခြေရွာနှစ်ရွာကိုတင်ယူနိုင်ခဲ့ပါတယ်။အခုအခါအပန်းပြေစခန်းများရှင်ရွှေတောင်ရန်ချောင်းတာနယ်ငွေဆောင် တို့ကိုချိန်ချောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အတန်းဘက်စစ်တပ်မှရှေ့ဆက်တိုးမလာနိုင်ဖို့ရွှေတောင်ရံမှာအခိုင်အမာခုခံကာကွယ်နေရပါတယ်။ AA နဲ့ PDF တပ်တွေရဲ့ထိုးစစ်ကအခြားတစ်ဖက်မှထွက်ပေါ်လာပြီးအတိုင်းချောင်းမြို့အရှိဘက်ရှိအမှတ်304လေးအမြောက်တရင်ကိုဥတီတိုက်ခိုက်လာနေပါတယ်။ပြီးခဲ့တဲ့လအတွင်းတာပေါင်းမြို့ရှိစစ်ကန်တခုကိုတင်ယူခဲ့ပြီးအနီးနားရှိချင်းရွာများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။အခုလအတွင်းရေကြီးမြို့နယ်အတွင်းကိုတိုက်ပွဲများကူးဆက်လာနေပြီလို့သတင်းတွေကဆိုပါတယ်။ AA နဲ့ပူပေါင်းတပ်တွေကတာပေါင်းရေကြီးလေးမျက်နှာငတိုင်းချောင်းမြို့နယ်တွေ အတွင်းတပြိုင်တည်းထဲဆက်လက်တိုက်ခိုက်နေပြီးစစ်ကောင်စီက၎င်းတို့ရဲ့တစ္ဆာခံတပ်များကိုနေရာအနှံ့ဖြန့်ချက်ချထားနေရပါတယ်။ရှေးလျှောက်တိုက်ပွဲတွေကကံကြီးတောင်ငပုတော်မြင်အောင်နဲ့အင်ကပူမြို့နယ်များတွင်ကိုကူးဆက်လာပွဲရှိပါတယ်။ကရင်ပြည်နယ်တွင်စစ်တပ်နဲ့များပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်တဲ့အေရီတိုင်းရင်းသားတို့ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့တာမိုင်းတိုင်းစစ်ဌာနချုပ်လောက်ကန်တရင်များနဲ့တူစစ်တောင်းမြစ်ကိုဖျက်ပြီးအေရီတိုင်းတွင်ကိုဝင်ရောက်လာနေပြီဖြစ်ပါတယ်။အေရီ PDF တွေနဲ့ຫນွေဦးတော်လိုင်းဖွဲ့တွေကလေးနှစ်လုံးလုံးစင်းရဲပင်မခံကရှုံးကန်ခဲ့ကြပြီးရင်နောက် အခုအခါမွေးရမျိုးစီကိုပြန်လာနိုင်ခဲ့ကြပါပြီစစ်တပ်ကကာလကြာမြင့်စွာပဲ AR တွေကို၎င်းတို့ရဲ့စိတ်ချလုံးကြုံရတဲ့နောက်တန်းခံတပ်အကြီးအဖြစ်ယူဆထားခဲ့ပါတယ်အခုအခါမှာတော့တော်လိုင်းတပ်တွေကဒီမိုကရေစီနဲ့ကိုယ်ပိုင်ဆောင်ဖြတ်ချက်ပြတ်ထန်းနိုင်ခွင့်တွေအတွက်ရှီတန်းစစ်မျက်နှာဖြင့်အသွင်ပြောင်းလိုက်ပြီးဖြစ်ပါတယ် ဆလပီပုံနဲ့ကျုံကပုံကျဲခံရသူလူနာ၁၄ဦးထဲက၂ဦးထပ်မံသိမ်းဆုံးတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။ရခိုင်ပြည်ပုံနဲ့ကျုံမြို့နယ်အောင်ပြူပြင်းချင်းရွာကိုစစ်ကောင်စီကမလ၂၅ရက်နေ့ညနေပိုင်းမှာလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးအရက်သား၃ဦးသေဆုံးပြီး၁၄ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ပြင်းထန်ဒဏ်ရာ၁၄ဦးထဲမှာအသက်အန္တရာယ်ဆုံးရင်ရတဲ့လူနာ၅ဦးထပ်မံနဲ့ပါဝင်ပြီးအဲ့ဒီထဲက၂ဦးကစေကူတောင်းမှုခံယူနေစဉ်တွင်မနေ့ကမလ၂၆ရက်နေ့ကသေဆုံးသွားကြောင်းဒေသခံတွေကပြောပါတယ်။အောင်ပြူပြင်းချင်းရွာပုံကျဲခံရမှုဖြစ်စဉ်အတွင်းသေဆုံးသူ၅ဦးထိ ှိလာနေပြီးဆက်လက်စေကူတမှုခံယူနေတဲ့ကျန်းရှိလူနာများထဲမှာလည်းဒဏ်ရာပြင်းထန်မှုကြောင့်အသက်အန္တရာယ်ဆိုးရင်သူတွေလည်းရှိနေကြောင်းဒေသခံတအုပ်ကပြောပါရတယ်။ ောက်ဖြူပြင်ကဘုံကျဲခံရတဲ့လူနာရီထဲမှာကိုရဲလင်းစိုးဆိုတဲ့တယောက်နဲ့အသက်15နှစ်အရွယ်ဗတ်အီးမြတ်ဝေကမင်းကတေးဆုံးသွားကြပါတယ်။တန်ရာကအရန်ပြင်းထန်တော့စေဝါကလည်းရှိတာလေးနဲ့ကုသတော့မကန်လိုက်နိုင်ဘူး။မိသားစုဝင်တွေကတော့ရှင်ကွဲမတက်ခံစားနေရတာပေါ့လို့ပြောပါတယ်။စေကုသမှုခံယူနေရသူ14ဦးတွေကတေးဆုံးသွားတဲ့နှောင်းကအသက်25နှစ်အရွယ်ကိုရဲလင်းစိုးနဲ့အသက်16နှစ်အရွယ်မအီးမြတ်ဝေတို့ဖြစ်ပါတယ်။ရခိုင်နိုင်ငံရဲ့အကျဉ်းသားဟောင်းလည်းဖြစ်စေပြီးရှောင်းနေကိုကုညီနေသူဦးဝေဟင်အောင်ကစစ်ကောင်စင်ကလက်လွတ်ဆုံးရှုံးခံရတဲ့ နေရာတွေကိုရခိုင်ပြည်ပါဝင်မြန်မာပြည်အနှံ့မှာအရှက်သားမှန်ပြည်သူမှန်ရံဘတ်တွေမှန်ခွဲခြားမနေတော့ပဲအကုန်လုံးကိုတတ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောရမယ်ဆိုရင်လူလာတက်တာပေါ်လို့ပြောပါရယ်အသက်16နှစ်ရွယ်မောင်တန်နိုင်အသက်45နှစ်ရွယ်ဒေါ်မရည်နဲ့အသက်53နှစ်ရွယ်ဦးတန်းမောင်တို့မှာနေရာမှာပဲတည်ဆုံသွားပြီးအောင်ပြုပြင်ရွာမှာဆစ်ဆောင်နေထိုင်တဲ့လက်ကုံးမြင်ရွာကဒေသခံတွေဖြစ်ပါရယ် ရခိုင်ပြည်နယ်အတွင်းပြည်သူများအနေနဲ့မိမိတို့ရဲ့နေအိမ်များမှာပုံကိုခြင်းများတူထားဖို့နဲ့လေကြောင်းအန္တရာယ်တွေကိုအလေးထားအထူးကူးဆိုင်ကြဖို့အရခတ်တတော်ရင်ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ပုံနယ်ကျုံမြို့နယ်နဲ့ပေါတော်မြို့နယ်တို့ကကျင်းရွာရီနဲ့ပုံနယ်ကျုံစစ်တွေးအစကကျင်းရွာရီကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအဆက်မပြတ်ပြုလုပ်နေသလိုစစ်တွေးရှိအမြောင်တိုင်ရင်များကလည်းလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောဆိုကြတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။